ထိတ်တဲမင်းသားအေးချမ်းမောင်ရဲ့မကောင်းကြောင်းချုပ်ကိုထုတ်ပြောနေတဲ့တတထုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီအမြဲတမ်းပုံပွင့်လေးလေးပြောဆိုတတတထထုံကတော့အခုဆိုရင်အေးချမ်းမောင်ရဲ့မကောင်းကြောင်းတချို့ကိုထုတ်ပြောလာခဲ့ပြီလေဖြစ်ပါရီသူတို့နှစ်ယောက်ကတော့အမှုပညာလောကရဲ့ကိုဝင်လာတဲ့လမ်းကြောင်းချင်းမတူသလိုတိုက်ချင်းလေးမတူပေမယ့်အခုဆိုရင်တယောက်ကိုတယောက်ပြောမနာဆိုမနာတငယ်ချင်းလိုမျိုးရင်းနှီးနေကြပြီလေဖြစ်ပါရီတတထုံကတော့အမြဲတမ်းလက်ချက်ချပြီးစကားကိုရေဘက်မွင့်အောင် ပြောတတ်ပေမယ့် အေးဆေးမောင်ကတော့ရေခဲတုံးကြီးလိုပါပဲ။ ဘသူတွေပါပြောပြောအမြဲတမ်းခေါင်းကြီးငုံပြီးတော့ပြောနေတတ်တာမို့သူတို့နှစ်ယောက်အင်တာဗျူးကိုကြည့်လိုက်တိုင်းပရိသတ်တွေကအာမရဖြစ်ခဲ့ကြတာတော့သိကြပါပြီ။နှစ်ယောက်သားကိုအเจ้าယာတစ်ခုမေးလိုက်ပြီးဆိုတာနဲ့ထက်ထက်ထုံကရေဘက်မွင်အောင်ပြောတတ်တာမို့အေးချမ်းမောင်ကိုလည်းပြပြောလိုက်ပါအောင်ဆိုပြီးပရိသတ်တွေကဝင်ပြီးတော့တတိပြရတဲ့အထိပါပဲ။သူတို့နှစ်ယောက်ကတော့အသွားလာနေတိုင်းဘာတစ်ခုမှမကြိုက်ပေမဲ့စကားတူရိုက်ရင်းနဲ့ခင်မင်ရှင်နေခဲ့ကြတာပါ။သူတို့နှစ်ယောက်ကတော့မမက်ရရတမိဆိုးဆိုတဲ့ဇလံတွေမှာစပြီးတော့ဆုံခဲ့ကြတာလည်းဖြစ်ပါရင်နှစ်ယောက်သားကအနုပညာလောကတွေကိုဝင်လာ ာတာကြပါမယ်တကယ်လည်းလူတီများလာတာကတမီဆိုဇလန်တွဲကိုရှိုက်ပြီးမှပါအေဂျင့်မောင်နဲ့ထက်ထထိုးတို့နေရာက အလောင်းပုံစံရိုက်ကူးရင်းနဲ့နာမည်ရလာခဲ့တယ်လို့အခုချိန်အထိလည်းနှစ်ယောက်သားကခင်မင်းရင်းနှီးနေကြတော့ပါပဲ။အေးချမောင်ကတော်ရုံစကားတိတ်မပြောဘဲနဲ့တတိငင်းငင်းနေတတ်ပေမယ့်ထထထုံကတော့အေးချမောင်ရဲ့ကိစ္စတိုင်းကိုဝင်ပါတတ်သူပါ။တိတ်မကြခင်ကအေးချမောင်ကယ်မီယာတုန်းကဆိုရင်အေးချမောင်ထက်ပိုပြီးတော့ပြောနေလို့ပရိသတ်တွေကတော့အိုဘာဖြစ်တယ်ဆိုပြီးတော့ဝေဖန်ကြတဲ့အထိပါပဲ။ထထထုံကတော့သူကိုယ်တိုင်ကယ်မီမရပေမယ့်သူရင်းချီရတဲ့တငယ်ချင်းဖြစ်သူအေးချမောင်ကယ်မီရလို့ပြောရွှင်နေတာဆိုပြီးတော့ပြောခဲ့ပေးပါမယ်။ထထထုံကတော့အေးချမောင်ကယ်မီရခဲ့တဲ့မီးဆိုတဲ့စကားကြီးကို စားကြည့်လိုက်ကလေးကဒီနေ့ကယ်ရမီကအေးချမ်းမောင်နဲ့တွေ့ပေးဆိုပြီးတော့ဟော်ကိန်းထုတ်ခဲ့ပူတလို့အေးချမ်းမောင်ရဲ့တရုတ်ဆောင်ချက်ကြောင့်မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတဲ့အထိပါပဲတတတော်ကတော့မိဆက်ကနဲ့ပရက်ရှင်ကိုရောက်ခဲ့ရအေးချမ်းမောင်ရဲ့တရုတ်ဆောင်မှုတွေကြောင့်ရှိုက်တိငင်ငင်ကိုခဲ့တဲ့အထိပါပဲအေးချမ်းမောင်ရဲ့အမိုက်စားတရုတ်ဆောင်ချက်မှနင်းမျောပြီးမျက်ရည်တွေကျခဲ့ရတယ်လို့အေးချမ်းမောင်ကယ်ရမီကတော့လည်းဝမ်းသာလုံးလုံးမျက်ရည်ကျတဲ့အထိပါပဲအေးချမ်းမောင်ရဲ့ကောင်းချင်းဆိုးချင်းတို့ကို ။ပြပဝင်ပြောတတ်တဲ့ထက်ထက်တွန်းကအခုလေအေးချမ်းမောင်ရဲ့မကောင်းကြောင်းတစ်ခုကိုထုတ်ပြောလိုက်ခဲ့ပြန်ပါပြီ။အေးချမ်းမောင်ကတော့အကယ်ဒမီဆိုရာထိတ်တဲမင်းသားတလည်းဖြစ်ပေမယ့်ဘသူကမှမတတားတဲ့ကက်စီနိုကော်တရာဆိုပြီးတော့ပြောဆိုလာခဲ့ပြီ။အေးချမ်းမောင်ကစကားတွေကိုနားရမရှိအောင်ရိုက်နေရတယ်လို့ငွေကိုရေလိုရှာနိုင်ပေမယ့်ကက်စီနိုတဲ့နေရာမှာနှယောက်မရှိဘူးဆိုတာကိုထုတ်ပြောလာခဲ့ပါပြီ။အေးချမ်းမောင်ကကိုယ်တိုင်ကလည်းမဝယ်မစားတယ်လို့ဘသူကမှလည်းမဝယ်မကြေဘူးလို့ဆိုပါရီ။တကယ်ချင်းတွေကမဝယ်ကြွေးခိုင်းရင်တောင်မှမသိချင်အောင်စောင့်နေတဲ့သူမျိုးလို့ဆိုပါရီ။ထထထုံကတော့အေးချမ်း မောင်တဲ့တွေ့တိုင်းမုတ်ဝဲကြီးဝပြောသလိုမက်ဆင်ဂျာထိသွားပြီးတော့မုတ်ဝဲကြီးဝပြောဖို့ပဲမဲ့အေးချမ်းမောင်ကတော့သူ့ကိုမပြောသလိုမသိချင်အောင်ဆောင်းနေတာဆိုပြီးတော့ လူဆောင်တော့လေဖော်ကောက်လောက်သွားကြတာပဲဖြစ်ပါရင်အေးချမ်းမောင်ကတော့ငွေဘလောက်ပဲရှာနိုင်ပါစီအပေါ်မတုံးတတ်တယ်လို့သူရှာသမျှငွေကလည်းအမေနဲ့ညီမလေးအတွက်သာဥစားပေးတုံးတတ်သူလည်းဖြစ်ပါရင်သူကကက်စီနယ်တရားဖြစ်ပေမဲ့မိသားစုပေါ်မှာတော့တာဝန်ကျေသူတရားမနဲ့မျောတဲ့သူတရားလည်းဖြစ်ပါရင်အေးချမ်းမောင်ကတော့ကက်စီနယ်သူတရားဖြစ်ပေမဲ့မိသားစုကိုတရားတဲ့သူရဲ့စိတ်ကြောင့်ပြိသက်တရားချီကျူးနေကြပြီလည်းဖြစ်ပါရင်ယောက်ျားလေးဖြစ်ပေမဲ့ငွေကိုစီစစ်တုံးတတ်တာကောင်းတဲ့ကိစ္စပဲဆိုပြီးတော့ချီကျူးနေကြပြီလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါအခုလိုဆက်ဝေးစားစရာကောင်းတဲ့တင်ကြောင်းရရပြီးနောက် ချက်လေးလူပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပင်းညင်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။